ောက်ကဲအားလုံးမင်္ဂလာပါဗျာကျွန်ကြီး channel ကြိုလိုပါတယ်နော်အားလုံးပဲမင်္ဂလာပေါင်းနေပြည့်စုံတော့နေလေးဖြစ်ပါစေဗျာကဲအချိန်ကြီးကြီးနေပဲအစင်ပြေးပြီးတော့မနက်ကအချိန်ကလွတ်ပြီးတော့ break ကလား၃ break ကတော့၃ break ဖမ်းတော့ဖမ်းလိုက်တယ်၃ break နဲ့ကြီးဟိုတော့အချိန်နဲ့ကြီးနဲ့တွားပြီးတော့ တွဲလိုက်တော့အဲ့မှာဇလန်းတွေရှုပ်ဗရိတ်ကိုပဲလှုပ်လိုက်တယ်နော်ကဲကီးရတော့တောက်လျှောက်မှန်းနေတဲ့ခြေနေကိုကီးနေဘယ်လိုတော့ဟိုကလည်းကီးနေဗရိတ်နေပဲကျွန်တော်ဘာအောင်တော့ပြီးဘလို့ဦးစားပေးလိုက်လဲမပြောတတ်ဘူးနော်ခုနှစ်တုံညဟိုကလည်းသုံးပရိဖယ်နော် တုံးပရိတ်နဲ့ဘာကြောင့်မလို့လွဲကိုလွဲသွားတယ်ဆိုကဲတိတိအောင်မြောကဲမနေ့ပြန်လဲဒီကီးပဲလာလိုက်မယ်ချင်းနေမနေ့ပြန်တိနှစ်နဲ့နှစ်နဲ့နှလုံးပေါ်ညင်လေးပါတဲ့လေးပါဝါကိုလေးနဲ့ကကနဲ့လေးကိုနှစ်ကီးပါထွက်လဲနှစ်သုံးစုဒီမှာထွက်တယ်6ရယ်ခွန်ရယ်နှလုံးပေါ်ညင်သုံးပါတုံးပါဝါ8သုံးနဲ့ကကငါ385ကီးပါထွက်လဲခွန်9စုဒီမှာထွက်တယ် 6ရက်3ရက်နှလုံးပေါင်းခြင်း3ဖြစ်တယ်လို့5ရက်2ရက်နှလုံးပေါင်းခြင်း2ပါတယ်။နှစ်ပါဝါခွန်နှစ်နှစ်ခက်ကလေးနှစ်ခွန်လေးပြီး။ဘာထွက်လဲ3ညခွန်ဆိုထွက်တယ်။5ရက်3ရက်နှလုံးပေါင်းခြင်း2ဖြစ်တယ်လို့ဒီမှာ5ရက်နောက်ထပ်3ရက်နှလုံးပေါင်းခြင်း2ပါပဲတဲ့။နှစ်ပါဝါခွန်နှစ်နှစ်ခက်ကလေးနှစ်ခွန်လေးပြီး။ ဘာတက်လဲခွန်လေးစုပြီးမှထွက်တယ်။ကိုယ့်ရဲ့သုံးရဲ့နှလုံးပေါင်းကြီးနှိပ်ဖြစ်တယ်လို့တဲ့။ကြီးရတော့ရှင်းလေးကောင်းလေးကျွန်တော်ပြောတော့နော်။နှိပ်ရဲ့6ရဲ့နှလုံးပေါင်းကြီး10ပါ။10ပါပါဝါသုံး10နှစ်ကက်ကတည်း10 3တည်တည်3တုံရတယ်တို့။6ရဲ့နှိပ်ရဲ့နှလုံးပေါင်းကြီး10ဖြစ်တယ်လို့တဲ့။ခွန်ရဲ့10ရဲ့နှလုံးပေါင်းကြီး5ပါ။9ပါဝါ3ည9နှစ်ကက်က3 5တုံည3တိ ပါတော့လေးတုံကြပြီခွန်ရရှိရဲ့နှလုံးပေါင်းချင်း5ဖြစ်တယ်လို့တုံရရဲ့5ရဲ့နှလုံးပေါင်းချင်း5ပါတယ်5ပါဝါတုံရ5နှစ်ကက်ကတုံ5တုံရတုံကြည့်ပါထွက်တယ်3တုံရဆိုဒီမှာထွက်တုံရရဲ့5ရဲ့နှလုံးပေါင်းချင်း5ဖြစ်တယ်လို့ခွန်ရ3ရဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ3ရပါတယ် တုံညပါဝါငါတုံညနှစ်ခါကပေါ့တုံညငါခုပြီလာပြန်ရင်နော်တုံညငါခုကိဒါ break ပဲဆက်သွားမယ်နော် break လေးတစ်လုံးနဲ့ break နော်အဲ့မှာကျွန်တော်ရွာပတ်နော် break ကြည့်ပြကြည့် ီ6ရယ်ဒီ3ရယ်ဒီ2ရယ်6 3ရယ်3လုံးပေါင်းရမလား10ပါ10မလို့10ဖရက်10 break 10 break 10 break 10မလို့10 break ဘယ်လိုမျိုး10 break ဒီခွန်ရဒီခွန်ရလေးရခွန်ခွန်လေးခွန်ခွန်လေးသုံးလုံးပေါင်းချင်း၈ break ဖြစ်ရ၈ဖြစ်ရမယ်ဟုတ်ပြီနော်စက်ကြည့်အောင်၆တုံညာနဲ့သုံးလုံးပေါင်းချင်း၈ဖြစ်တယ်လို့ကို၁ခွန်ခွန်၁ကိုသုံးလုံးပေါင်းချင်းခွန်ပါခွန် break ဖြစ်ရဘယ်လိုမျိုးခွန်လဲဒီ၄ရသုံးလုံးပေါင်းချင်းခွန်၄ရ၃ရ၃ညာ လေးသုံးသုံးညသုံးမောင်းညခုံပရိဖြစ်ရမယ်ခုံပရိဖြစ်တယ်နော်ဟုတ်ပြီကုတိခုံသုံးမောင်းညခုံဖြစ်တယ်လို့ဒီမှာနှစ်သုံးကိုကိုသုံးနှစ်သုံးနှစ်ကိုသုံးမောင်းညလေးပါလေးပရိလေးပရိဖြစ်ရဘယ်လိုမျိုးလေးပရိဒီလေးရဲ့ဒီလေးရဲ့သုံးညသုံးည ုံညာတုံညာလေးလေးတုံညာတုံညာတုံလုံးမောင်ကြီးကလေး break ဖြစ်ရပဲလေးဖြစ်တယ်နော်ဟုတ်ပြီအဆင်9နှစ်တုံတုံလုံးမောင်ကြီးလေးဖြစ်တယ်လို့မနေ့ကအဲ့မှာဘာကြောင့်ဘလူတွေထွက်လွယ်နှစ်ရှစ်တုံတုံလုံးမောင်ကြီးတုံးပါတုံးမလို့တုံး break ပါဘယ်လိုမျိုးတုံး break တုံညာတုံညာတုံတုံလုံးမောင်ကြီးကတုံး break ဖြစ်ရပဲโอเคဒါဆိုရင်မနေ့ပြန် နှစ်3နှစ်3တုံးလုံးပေါင်းရင်3ဖြစ်တယ်လို့ဒီမှာခွန်3 6တုံးလုံးပေါင်းရင်မလားခွန်3 6တုံးလုံးပေါင်းရင်6ပါ6ပြိဖြစ်ရဘယ်လိုမျိုး6ပြိဒီတုံညရဲ့ဒီနက်ပြန်ထွက်မဲ့နက်ခင်းရဲ့တုံးလုံးပေါင်းရင်3ပြိဖြစ်ရမယ်ဘာမှစဉ်းစားမင်းနဲ့3တုံညရှိမယ်နော်6ပြိပါဆိုလို့ တုံ6တုံညာရှိမယ်တင်5ရှိမယ်6ခွန်ရှိမယ်တုံးပြတုံးခွန်ပဲအဲ့ဒါပဲထိုးတော့ဟုတ်ဒါပဲထိုးဒါပဲထိုးနက်ကောင်အဲ့မှာပရိတ်ကိုကျွန်တော်တော့ချိုးတော့ငော့ပြီဇလန်းနေရှုပ်ပြောပါလေထိတ်စည်းစီနဲ့တော့ပြန်ဆွဲလိုက်နော်အဲအခုထိတ်စည်းကမှန်းနေတယ်ဗျနော်ဘာဘလူဘလူတွေလွဲတယ်ဆိုတော့ ကိုကိုကိုလည်းဒေါတာထွက်သွားတယ်နော်တုံးတုံညထွက်ပြီးတော့ကြည့်ကြည့်အောင်ဒီလူလူနော်အကျန်းလေးပဲဆွဲလိုက်ရမလားတရားနေစားလဲဆိုတရားနေစားကျွန်တော်ပြောရတယ်နော်နှစ်ခွန်လေးဖြစ်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တော့ဒါထိတ်စင်းနော် 2ခွန်4ဖြစ်ရမယ်ဆိုဘယ်ကနေဒီကနေစတယ်3 2 3လုံးပေါင်းရင်ထိတ်စီးရှာတယ်ဟို3လုံးပေါင်းရင်2ခွန်4ဖြစ်ရမယ်ဘာဖြစ်လဲ2ဖြစ်တယ်အဲ့ဒီထီလဲ OK နေတယ်မနေ့ကယန်ကီစံပေါင်းချိနေဘူးဘာလို့2ခွန်4ဖြစ်ရမယ်ဘာပေါင်းရင်လုံးချင်းနေ2ခွန်4ပေါင်းရင်2ခွန်4 3 2ခွန်3လုံးပေါင်းရင်2ခွန်လေးဖြစ်ရမယ်။ဗာ2ဖြစ်တယ်။နောက်တစ်ခုက9ခွန်3ည နော်ဒီကနေစာနော်တချို့ဘုံဒီဘောင်ဒီနောက်ဆုံးဒီဘာမှမသိဘူး၃နှစ်ခွန်၃လုံးပေါင်းကြီး၄နှစ်ခွန်လေးဖြစ်ရမယ်နှစ်ဖြစ်တယ်အခုလဲ၅ခွန်နှစ်၃လုံးပေါင်းကြီး၄ခွန်လေးဖြစ်တယ်နှစ်ဖြစ်တယ်ခွန်၃ညာခွန်၃လုံးပေါင်းကြီး၄ခွန်လေးဖြစ်ရမယ်၄ဖြစ်တယ်၄၃ခွန်၃၃လုံးပေါင်း၄ခွန်လေးဖြစ်ရမယ်၄ဖြစ်တယ်နောက်ထပ်၄ခွန်လေးဖြစ်ဖို့၃ညာ၃ခွန်ဆိုတော့ခွန်ဖြစ်တယ်နောက်ထပ်၄ခွန်လေးဖြစ်ဖို့၃ညာ၄၃၃လုံးပေါင်းကြီး၄ခွန်လေးဖြစ်နောက်ထပ်ဒီမှာ၄ခွန်လေးဖြစ်ဖို့ဆိုတော့ 303ပါလေနှစ်ခွန်လေးဖြစ်ဖို့ဒါထိပ်စီးပြိုင်းရွေးရနော်နှစ်ဖြစ်ဖို့ဆိုရင်ပါလေ9ခွန်ဖြစ်ဖို့ဆိုရင်4လေးဖြစ်ဖို့ဆိုရင်1ဟုတ်နော်သိကြတာလို့ဘာမှညာမှာဘာကြီးပြောတော့မှာကိုမသိတော့ဖြစ်တင်ချာနားမလည်ဒုက္ခရောက်တယ်ဆိုတာဒါတင်ချာပဲဗျအဲ့ဒီမတူပေါက်မဲ့တကွပဲပြောလာပြောနော်ခင်ဗျားအုံအောင်ကျွန်တော်အုံအောင်စားလို့ချီကူလည်းအုံအောင်လေးတုံးခိုင်းတာ နော်လေးကုတ္တိထိတ်ဒါဆိုပါလေကုတ္တိထိတ်ဟုတ်ပြီအားကြောင့်မို့တောင်မင်းနော်တောင်မင်းသားအဲ6တုံညောက်ရင်ထိတ်စီလေးကုတ္တိထိတ်ကိုအဲ့ဒါလေးကိုတိထိတ်ထားပြီးတော့6ပရိစွဲပါလားဆရာရဲ့ခင်ဗျာပြောစရာရှိတယ်။ဟုတ်လေးကိုတိထိတ်စားပြီး3ည ငါးခွန်နောက်ပိတ်နေနဲ့ထားပါလားဆရာရေခင်ဗျာပြောစရာရှိတယ်6ပိတ်ဆိုဒီမှာ9ခွန်တခုရှိတယ်မင်းနော်9ခွန်အဟောဟောကိုဟုတ်တယ်အဲ့ဒါ9ခွန်လေးကို6ပိတ်4ခွန်ဟုတ်ပြီ6ပိတ်ဆို4နှစ်ပေါ့ကွာနောက်ပါလေတင်ငါးပါပြီ4နှစ်လေးထက်ထက်လိုက်ဒါပဲခွာရခွေရမှာပါရခွေရမှာလဲ ဒါတခုနော်လေကိုကိုလေးတစ်ကိုကိုလေးတစ်မစီတော့ကိုလေးတစ်ကိုထိတ်ကထားငါးတုံညာခွန်ရေးလိုက်မယ်တုံညာငါးခွန်နောက်ပိတ်ထားဒါထိတ်ဒါနောက်အဲ့လိုထိုးခြင်းတပါဆိုရင်ပြောတာကျွန်တော်တို့မစီပြီးတော့နော်ဒါနောက်နော် ဒါတုံးတုံးလေးကိုဒဲကိုကွက်ထက်ထွက်မယ်အဲ့ဒီထဲမှာဒဲကိုကွက်ဒီတော့ပါတဲ့ဟာဆိုပါဒါလေးနှစ်ကအပေါ်မှာထားလိုက်အောင်နော်ဝါလက်ချီလေတချို့ကတကွက်ကောင်းဆိုတော့ကောင်းကိုကောင်ကိုထိုးဖို့ကျွန်တော်ပြောပြတချို့တော့အကွက်များလဲကိစ္စမပြုဆရာရဲဆိုတဲ့လူတွေကကိုလေးတစ်ကိုထိတ်ကထားမယ်35ခွန်ဒီမှာ35ခွန်ကပြီးရမတူလို့မို့နော်35ခွန်နောက်ကထားမယ်โอเค အဲ့တိုင်းစီရင်စီလိုက်ပြကြိုင်နေတဲ့ဆိုတော့ထိုးပေါ့မကြိုင်ရင်တော့မထိုးနဲ့ပေါ့လေနော်ကဲအားလုံးပဲဒါပါပဲချင်းကိုအင်တာနက်ဖိုးကုန်တယ်ဆိုပြီးတော့လာပြန်တာရှာနေပါဆိုကဲအားလုံးပဲကျမ်းမှာချမ်းသာပါစေနော်ချင်းကိုလို့